မင်္ဂလာညချမ်းပါရှင်အခုချိန်ကစပြီး2025ခုနှစ်မေလ4ရက်နေ့ညပိုင်းရေဒီယိုအန်ယူဂျီပြည်ရင်းသတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့အေရီပါရှင်ပြမအောင်ဆုံးအနေနဲ့တောင်ကိုရီးယားနိုင်ငံဂိမ်းမဲမြို့မှာမြန်မာစစ်ပေးရှောင်းနေတဲ့ငရင်ပေးတင်ပြည်သူတွေအတွက်မြန်မာအစားအစာတွေရောင်းချတဲ့ရမုံဝေဈေးရောင်းပွဲကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ် မြန်မာစပေးချောင်းနေနဲ့ငရင်ဘေးတင်ပြည်သူတွေအတွက်ရမငွေရှာဖွေတဲ့အနေနဲ့မြန်မာအစားအစာတွေရောင်းချတဲ့ရမငွေဈေးရောင်းပွဲတော်ကိုတောင်ကိုရီးယားနိုင်ငံကင်မဲမြို့မှာမေလ၄ရက်နေ့ကကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။ကင်မဲမြို့ကိုရောက်ရှိနေတဲ့မြန်မာလူငယ်တွေကင်မဲຫນွေဦးတော်လှန်ရေးအဖွဲ့နဲ့ကင်မဲမြို့ကနေဖြစ်တဲ့ကိုရီးယားအဖွဲ့အစည်းတွေစုပေါင်းပြီးမြန်မာရင်ကျေးမှုအစားအစာပွဲတော်ကိုကျင်းပခဲ့တာလို့သိရပါတယ်။ဒီဘွဲတော်ကနေရောင်းချရရှိတဲ့ရမုံငွေအားလုံးကိုမြန်မာပြည်ကစစ်ပေးဆောင်နေတဲ့ငရင်ပေးကြုံတွေ့နေကြရတဲ့ပြည်သူတွေကိုကူညီထောက်ပံ့သွားမှာလို့ပွဲကျင်းပရေးတာဝန်ရှိသူတွေကအသိပေးပါရယ် အဲ့ဒီဈေးရောင်းပွဲတော်ကိုအမျိုးသားညီညွတ်ရေးအစိုးရကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ဦးရဲနိုင်ထွန်းတက်ရောက်ခဲ့ပြီးအဖွဲ့အစည်းစကားနဲ့တော်လှန်ရေးအားပေးစကားပြောကြားခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းထုတ်ပြန်ထားပါတယ်။ဒီနေ့မှကျင်းပတဲ့မြန်မာအစားအစာဈေးရောင်းပွဲတော်ကိုတောင်ကိုရီးယားနိုင်ငံသားတွေအပါအဝင်ဂိမ်းမဲမြို့အနီးတစ်ဝိုက်မှာရှိတဲ့မြို့တွေကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေလာရောက်အားပေးခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။ ဆက်လက်ပြီးမင်းမှုခရိုင်အမှတ်နှစ်တရင်ကိုလက်နက်နဲ့တကွအလင်းဝင်လာတဲ့စစ်မှုတန်တပ်သားတပ်သုံးဦးကိုစုငွေချီးမြှင့်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါဦးမယ်။မင်းမှုခရိုင်အမှတ်နှစ်တရင်ကိုလက်နက်နဲ့တကွအလင်းဝင်လာတဲ့စစ်မှုတန်တပ်သားတပ်သုံးဦးကိုစုငွေချီးမြှင့်ပေးခဲ့တယ်လို့တရင်ကထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်မ69လောက်ခန့်ခမရ41တရင်ကတပ်သားသုံးဦးလက်နက်တွေနဲ့အတူမင်းမှုခရိုင်အမှတ်နှစ်တရင်ထံအလင်းဝင်လာတာနဲ့ပတ်သက်လို့ဒီနေ့မေလ၄ရက်နေ့မှာထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့အတင်းအဓမ္မတပ်သားစုဆောင်ခံရတဲ့စစ်မှုထမ်းတပ်သားတွေတုံးဦးကိုစစ်ဖက်ဆိုင်ရာလှုပ်ထုံးလုံးကြီးတွေနဲ့အညီစစ်စစ်လက်ခံပြီးဂုံပြုစုငွေတွေချိမြင့်ပေးခဲ့တယ်လို့သိရပါတယ်။လက်နက်ချပြီးပြည်သူနဲ့ပူးပေါင်းလို့တဲ့စစ်ကောင်စီတပ်သားတွေကိုမင်းမှုခရိုင်အမှတ်နဲ့တရင်အနေနဲ့လက်ခံကြိုးစိုးနေမှာဖြစ်ပြီးလူခွင့်ရေးအပြည့်အဝရရှိစေရမယ်လို့အာမခံထားတဲ့အပြင်လက်နက်နဲ့အလင်းဝင်လာသူတွေကိုစုငွေချိမြင့်ပေးသွားမယ်လို့အသိပေးထားပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ကြောက်ကြီးလေဝိုင်းကြီးကျွန်းကုန်းရွာကစစ်တပ်အထိုင်စခန်းကိုတိုက်ခိုက်သိမ်းပတ်ရာမှာစစ်ဗိုလ်အပါ၅ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေသိမ်းဆီးရမိခဲ့တဲ့တဲ့တင်ကိုတင်ပြပေးမှာဖြစ်ပါတယ်။ ဘူတိုင်းကြောက်ကြီးမြို့နယ်တွေကလေဝိုင်းကြီးကျွန်းကုန်းရွာမှာအထိုင်ချတက်ဆွဲနေတဲ့စစ်ကောင်စီစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်ဗိုလ်အပါ၅ဦးသေဆုံးခဲ့ပြီးလက်နက်ခဲယံတွေသိမ်းဆီးရရှိခဲ့တယ်လို့ဗကူခရိုင်အမှတ်နှစ်တရင် P23702 တရင်ကမနေ့ကညပိုင်းမှာထုတ်ပြန်ပါတယ်။အဲဒီစစ်ကောင်စီတက်စခန်းကိုဤပြီလ28ရက်နေ့မနက်တနားရီမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးနိုင်ဝက်အတွင်းပြည်သက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ချိန် AP28 မှာစစ်ကောင်စီဘက်က Y12 လေယာဉ်နဲ့နှစ်ကြိမ်ဘုံး68လုံးကျဲချခဲ့ပြီး Jet Fighter နဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ABL 29ရက်နေ့မှာလဲ Windrolf လေယာဉ်နဲ့တစ်ကြိမ်ဘုံ်24လုံးကျဲချာက Jet Fighter နဲ့၃ကြိမ် MI-35 ရဟတ်ယာဉ်နဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းနဲ့တိုက်ပွဲပြီးဆုံးတဲ့နေ့တွေမှာနတ်တန်ငွေမျိုးနဲ့ကျောက်တကားမျိုးမှာရှိတဲ့စစ်ကောင်စီတပ်တွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး drone တွေနဲ့ပါတိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါတယ်။တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်ကပူကြီးတအူးအပါဝင်ရန်သူအလောင်း၅လောင်းမျက်မြင်တွေ့ရှိခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းအများအပြားရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လေဝိုင်းကြီးကျုံကုန်းရွာမှာအထိုင်ချတက်ဆွဲနေတဲ့စစ်ကောင်စီတပ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်3032တရင်ဘူဟာ25ဒရုန်းအဖွဲ့နဲ့တရင်ကို KNL ပူးပေါင်းတပ်တို့တိုက်ခိုက်ခဲ့တာဖြစ်ပြီးပဲခူးခရိုင်အမှတ်နဲ့တရင် P23702 တရင်ကဂျဲဘော်တအုပ်မစိုးရင်ရတဲ့ထံရရရှိခဲ့တယ်လို့အသိပေးပါရတယ်။တိုက်ပွဲတွင် MA1 တလက် MA3 တလက် MA11 သုံးလက် G3 သုံးလက် MA2 တလက် MA5 တလက် MA4 တလက် G ပေါက်6ခု အဝိုင်းပေါက်နှစ်ခု G3 G ပေါက်၄ခု 5.56G အတောင့်300 7.62G အတောင့်900သိန်းစီရရှိခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ရှင်